ဘာသာရေးခိုင်းတချို့ကတဲ့ပြောတယ်သူများအသက်တတ်တဲ့လူဟာသူများအသက်တတ်တဲ့လူမှန်တယ်များမျက်မှောက်ဘဝမှာစင်စင်စိတ်ဆင်းရဲမှုကိုဆင်းရဲမှုနဲ့ကြုံရတယ်တဲ့အသေးချာမှတ်တာနော်သူများအသက်တတ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းပါဠိလိုပြောရင်ယောကောစီပါဏမတိပါတေတိသဘောတော် ဒုက္ခံဒေါပနတံပဋိတံဝေဒုတိမြန်မာလိုပြန်လို့ရှိရင် သူများအသက်တတ်သူတိုင်းဟာ ကိုယ်ဆင်းရဲမှုဆိတ်ဆင်းရဲမှုခံစားရတယ်ဒီလိုပြောနော်တချို့ဘာသာတရားတွေကအဲ့လိုဟောတယ်သူများပစ္စည်းခိုးတဲ့ပုဂ္ဂိုလ်တိုင်းဟာမျက်မှောက်ပေါ်မှာဆိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုခံစားရတယ်ကြုံတွေ့ရတယ် သူတပါးသားမယားပြစ်မာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမျက်မှောက်ဘဝမှာပဲဒုက္ခကိုဆင်းရဲမှုနဲ့ဒေါမနတာဆင်းရဲမှုကိုခံစားရတယ်။လိမ့်လေလှဲ့ပြားပြောကြတဲ့ပုဂ္ဂိုလ်လူလိမ့်တိုင်းဟာမျက်မှောက်ဘဝမှာကိုဆင်းရဲမှုဆင်းရဲမှုနဲ့ကြုံတွေ့ရဟောတချို့အဲ့ဒါလို့ဟောတယ်။အဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတယ် အကုသိုလ်ဟာမကောင်းတာတော့မှန်နေနော်သူများအသက်တတ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟောမျက်မှောက်ဘဝမှာဒုက္ခရောက်ပြီးဆိတ်ဆင်းရဲနေရတာဟုတ်သလားနောက်ဘဝပြောတာမဟုတ်ဘူးနော်အခုဘဝရသဗျာထောက်ပြတယ်အေးလူနှမျိုးတွေ့ရတယ်တဲ့တယောက်ကတော့သူများအသက်တတ်လို့ຢာရုတွေရပြီးတော့ သူ့တွေလက်တင်နဲ့ရပြီးတော့ခြံညတာလာနေရတဲ့ပုဂ္ဂိုလ်ရှိတယောက်ကတော့သူများအသက်တတ်လို့ဆိုပြီးတော့ထောင်တန်းကြပြီးသူကိုယ်တိုင်အသက်ခံရှိမရှိဘူးလားဘာဖြစ်လို့ क्वे နေရပါဏာတိပါဒလောက်ပြီးတော့ကောင်းကျိုးချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားမရှိပါဘူးမြတ်ဘုရားမှာမတူဘူးတော့အဲ့ဒီလိုနှစ်မျိုးဖြစ်နေတာဘာကြောင့်လဲဆိုတာမြတ်စွာဘုရားအရှင်းပြတယ် ေတောက်တာအဲ့ဒါကြောင့်မလို့သူတို့ပြောတဲ့စကားကိုဖះလက်မခံဘူးမျက်မောဘဝမှာပါဏာတိပါဏာလုံးတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုခံရတယ်ဆိုတာမဟုတ်ဘူးကြည့်လေတိုင်းပြည်အုပ်ချုပ်တဲ့မင်းရဲ့ရန်လူကိုတက်ဖြတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာဘယင်ကသဘောကျပြီးတော့စုရိလက်တွေချမချဘူးလားရာလူတွေဘာတွေတိုးမပေးဘူးလား ဒါဖြင့်သူများတဲ့တတ်လို့သူရလို့ရတာပေါ့အဲ့ဒါမဟုတ်ဘူးလားမြတ်မဘုရားမှာသူချမ်းသာဒါအတိတ်နဲ့သွားမပြောအနာဂတ်နဲ့သွားမပြောနဲ့တော့ကောင်းတယ်လို့ပြောတာမဟုတ်ဘူးကောင်းတယ်လို့ပြောတာမဟုတ်ဘူးတော့အချိန်နေချင်းမတူဘူးဟောတယောက်ကတော့သူကတိုက်ပြီကမင်းရဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးတော့ သာမန်လူကောင်းသူကောင်းတွေကိုတယောက်ကိုတတ်လို့သူဟာသေစေသေစားသေစေဆိုပြီးတော့ပြစ်ဒဏ်ချခံဟိုလူတယောက်ကြတော့ဆူရတယ်ဒီလူတယောက်ကြတော့ထောင်ကြပြီးအသက်သိမ်းတာမရှိဘူးလားအဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ခုနပြောတဲ့စကားမှန်ရဲ့လားပါဏာတိပါတာလုတ်တဲ့ပုဂ္ဂိုလ်တိုင်းမျက်မှောက်ပေါ်မှာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုနဲ့ကြုံရတယ်လို့သူတို့ပြောတဲ့စကားမှန်မှမလား မှန်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကြတော့ဘလို့ဟောတော်ဆိုရင်ပါဏာတိပါတော်နိရယတံဝတ္တနိကောပါဏာတိပါဒအမှုသည်ငရေ၌ဖြစ်စေနိုင်သည်လို့ပြောတာဖြစ်စေနိုင်သည်ဆိုတာနဲ့ဖြစ်ရမည်ဆိုတာနဲ့တူလားမတူဘူးလားအတူဘူးနော်ရသဗျာဟောရင်အဲ့လိုပဲဟောတယ်ပါဏာတိပါဒဆိုတဲ့အာဟုတုံနေရှိတာ မြတ်စွာဘုရားတရားတော်ကအမတမလက်တွေ့ကြတဲ့တရားကိုဟောတာမဖြစ်နိုင်တာဟောတာမဟုတ်ဘူးကဲပါဏာတိပါဒအမှုပြုတိုင်းမြတ်မောဘုရားမှာဆင်းရဲဒုက္ခကြုံရတယ်ပါဏာတိပါဒအမှုပြုတိုင်းငရဲကြတယ်ဆိုလို့ရှိရင်ပြောပြမယ်တခုပါဏာတိပါဒအမှုပြုလို့ငရဲကြတဲ့ပုံကိုရှိတယ်မကြတဲ့ပုံကိုရှိတယ်အလုံးကြောင့်ကြလိမ့်မယ်တမ္ပဒါဓိကလို့ဆိုတဲ့ သူကငကိုယ်တော့နာမည်ကျော်သခိုးတမကြီးပေါ့ခွန်အားပလအမတန်ကောင်းတဲ့ရက်ဆက်သူ့ကိုဖမ်းမိတဲ့အခါကျတော့သူ့ရဲ့အပေါင်းအသင်းတွေတတ်မဲ့လူလိုက်ရှာတာမရတော့သူ့ကိုပဲလူသက်သမားအဖြစ်ခန့်လိုက်ခန့်တော့သူနဲ့လုံးပေါ်ကင်ပဲ့သခိုး900ကိုသူတတ်ပြစ်နောက်တိုင်းပြည်မှာခိုးမှု လူရမှုတွေကျွလွန်တဲ့ပုံကိုယ်တွေကိုတတ်ဆရာရှိရင်သူပဲတတ်အဲ့ဒီအမှုရာဓုကိုဘယင်ကသူပေးထားလဲဘလောက်ထိအောင်အမှုထမ်းလို့ဆိုအနည်း90ဒီနေ့ဒီနေ့လူပေါင်းများစွာတတ်ရတဲ့အခါရှိတယ်အသက်ကြီးလာတဲ့အခါကျတော့သူလူတွေကိုတစ်ချက်နဲ့ခုခေတ်လို့တော့တဏှတ်နဲ့ပြည့်မှာမဟုတ်ဘူးအဲ့ဒီခေတ်ကတော့ဓာတ်နဲ့ခေါ်ရအားရှိမှခုတ်လို့ရမှာပေါ့နော် အဲ့တော့တစ်ချက်တည်းနဲ့တရားမခုံးနိုင်တော့လူတွေဆင်းရဲတယ်ပေါ့။អော်ចាဟဲ့ចាငိုសានနေចាလို့သူយារុဖြုတ်လိုက်។យារុဖြုတ်လိုက်တဲ့နေ့မှာအစားကောင်းအောင်စားဖို့ဒါကတော့စိတ်ဓာတ်မတန်ကြောင်းအစားကောင်းမစားရဘူးသူ။ရှင်သာရိပုတ္တရာနဲ့တွေ့တဲ့အခါမှာရှင်သာရိပုတ္တရာကိုဆုံးတူပြီးရှင်သာရိပုတ္တရာကတရားဟောလိုက်လို့ဝိပဿနာညာအဆင့်ဆင့်သိပြီးတော့အလူလောမခန္တီညာဆိုတာ ်မတောတပန်လာကတ်သွားတဲ့အသိဉာဏ်တစ်ခုရသွားအဲ့ဒီအချိန်လေးမှာနွားခိုးလို့သူတည်သွားတယ်ဆိုမလားရှင်သာရိပုတ္တရာတရားနာပြီးတော့အပြန်မှာနွားတကောင်ကခွေအိန္ဒိယမှာလည်းနွားတွေကလွတ်နေအများကြီးပဲလေစားတဲ့ကတော့ဒါဘလူးမားကနွားရောင်ဆောင်ပြီးတော့ခွေတယ်လို့ပြောတာပေါ့အဲ့ဒီနွားခွေလို့တည်သွားတဲ့အခါသူတည်တော့ဘယ်ရောက်တော့ဆိုတုတ်တိတဏ္ဍပြေရောက်သွားတာ ကဲပါဏာတိပါဒလုံးတဲ့လူကငဲကြတယ်လို့ပြောလိုက်ရင်မှန်မှမလားသို့သောဒီပါဏာတိပါဒကနေပြီးတော့သဘာဝကိုပြောမယ်ဆိုရင်ပါဏာတိပါဒအမှုကြောင့်납ပြရောက်တာမဟုတ်ဘူးနော်ပါဏာတိပါဒအမှုသည်ငရဲ၌ကြစေတယ်ဓမ္မနဲ့လုံးဝမှန်သို့သောငရဲရောက်ရမယ်လို့ပြောလို့မရဘူးလို့ဆိုတယ်ဒီကြားထဲမှာကုသိုလ်ကောင်းမှုကနေပြီးကဲတင်သွားလို့ရှိရင်ဒီအမှုက အကျိုးပေးခြင်းမှပေးလို့ပေါ့အကျိုးပေးနေမယ်ဆိုတန်လျာဟောကဘယ်လိုလွတ်တော်မလို့ကံဆိုတာကုသိုလ်နဲ့အကုသိုလ်ဟာအလဲကြအခွင့်တာတဲ့စီကအကျိုးပေးတော်တာအခွင့်မတိုင်းအကျိုးမပေးဘူးအဲ့ဒီသဘောကိုနားလည်လို့ရှိကုသနာမှာမကောင်းတဲ့ကံတွေလုံးမိပေမဲ့စိတ်ညစ်နေစရာမလိုဘူးမကောင်းတာကိုမကောင်းမှန်းသိရမယ်သိပြီးရင်ရှောင်ရမယ်ကောင်းတာတွေလုပ်အောင်ဒီနည်းနဲ့လွတ်မြောက်နိုင် ခွန်ကြီးတို့မုံရွာမှာတခါတရားတွေ့ဘူးတဲ့သူကမျိုးရိုးရဘွက်တွေမွေးပြီးတော့ဘွက်သားပေါ်ပြီးရောင်တဲ့လူဆိုပါတော့နော်တန်ဝေကရတဲ့အခါဒီအလုတ်ကိုအကုန်လုံးဖြတ်လိုက်ဖြုတ်ပြီးတော့ဖြတ်ပြီးတော့ဒီအလုတ်အကုသူကျွေးတွေ လွတ်မြောက်အောင်ဆိုပြီးတော့ဒါမကောင်းတဲ့အလုပ်ဆိုပြီးတော့တိတ်ပြီအခုကျတော့ဖျားတဲ့တဲ့အကြောင်းဆောင်တဲ့တရားပွဲတွေမှာကမကထလုပ်တယ်ကောင်းတာတွေကြီးပဲလုပ်ဒါသူလုပ်တာမှန်တယ်လို့ပြောအဲမကောင်းတာတွေတစ်ချိန်တစ်ခါတော့လုပ်ခဲ့လို့ငါဒီဘွားငါတော့တလန်းသွားလို့ဒီလိုတွက်လို့မရဘူးလေကောင်းတာတွေကိုလုပ်ဖို့လိုအပ်တယ် သို့သောပါဏာတိပါဒအမှုသည်အကျိုးပေးမဲ့ဆိုရင်ပါဏာတိပါဒကံကနတ်ပြည်ဘယ်တော့မှအကျိုးမပေးဘူးအပေပုံမှာပဲအကျိုးပေးမယ်အသက်ဘယ်တော့မှရှည်အောင်မလုပ်ဘူးအသက်တူစေမယ်ဓာတုရဲ့အကျိုးကြောင်းလို့မရဘူးသဘာဝအကျိုးအဲ့တော့နတ်ပြည်ရောက်တာကသူ့ကြောင့်ရောက်တာတော့မဟုတ်ဘူးတခြားကုသိုလ်ကြောင့်ရောက်တာအဲ့တော့သူကနေငရဲကိုဆွဲချနိုင်ရင်မှချမယ်လို့ဒီလိုပြောတာနော် အဲ့တော့မြတ်စွာဘုရားဟောတာနဲ့တခြားပုဂ္ဂိုလ်တွေဟောတာနဲ့မတူဘူးဆိုတဲ့အကြောင်းကိုပြောပြအာရိဏဒါနလည်းထို့တူပဲကာမိတုမိစ္ဆာစာရလည်းထို့တူပဲမုသာဝါဒလည်းထို့တူပဲအာရိဏဒါနတဲ့ဘယင်ရဲ့ယန္တုတိုင်းတစ်ပါးဘယင်ရဲ့ပစ္စည်းဥစ္စာတွေကို လူရက်ပြီးတော့ဘယင်ကြီးကိုပေးသည့်အတွက်ကြောင့်ဘယင်ကြီးကသူ့ကိုဆုဆုချတယ်အာရိဏဒါနပဲအဲ့ဒါ ဟုတ်ကဲ့လားရန်သူတိုင်းပြည်ကပစ္စည်းဥစ္စာတွေကိုခိုးယူလူရက်ပြီးတော့ကိုတိုင်းပြည်ကိုယူလာလို့ရှိရင်ဒီဘရင်ကမလုပ်လို့စူးချမှာပဲဟုတ်ကဲ့လားအဲ့ဒါလို့မဟုတ်ဘဲနဲ့ဘရင်ပစ္စည်းကိုခိုးမယ်ဆိုရင်ဘာဖြစ်မလို့အပြစ်ဒဏ်ခတ်မှာပေါ့ဘရင်ရဲ့ရန်သူဖြစ်တဲ့ပုဂ္ဂိုလ်မှာကာမိတုမိစ္ဆာစာရာကျူးလွန်မယ်ဆိုရင်ဘရင်ကစူးချမှာပဲအေး လူတော်လူကောင်းအမျိုးကောင်းသားသမီးတွေပေါ်သွားပြီးတော့ပြင်းမမယ်ဆိုလို့ရှိရင်တော့ဘယင်ကဒဏ်ခတ်မှာပဲနောက်ဘယင်ကြီးကိုလိမ့်လေလှဲ့ပြားပြီးတော့ရှင်မင်းဆိုတာသူနားလေးမှာသူကတခါတရံဘယင်ဆိုတာလည်းပဲအုံနောက်ရွှင်အောင်လို့လိမ့်တတ်ညာတတ်တဲ့ပုဂ္ဂိုလ်သူနားခန့်ထားတာရှိတယ်မုတ္တဝါဒေနဟာတေတိလိမ့်လေပြီးတော့ပြောတဲ့ပုဂ္ဂိုလ်က သူ့ဘက်မှာဟရယရှင်စေပေါ့ဟုတ်ကလားဟရယရှင်စေအနေနဲ့ထားတာသူကဘယင်ကြီးကိုလိန်အလိန်ကောင်းတဲ့အခါကျတော့ဘယင်ကသူ့ကိုဆုချတယ်ဒါမျိုးလည်းရှိတယ်နော်ဘယင်ကိုတခါတော့ကလောကမှာတဲ့အကြီးဆုံးလူလိန်တယောက်ဖြစ်အောင်ဘယင်ကို ဆိုတော့မမှန်တဲ့စကားကို ပြောခိုင်းတာဘယင်ကမင်းမဟုတ်တာတွေပြောစမ်းကွာဆိုအဲ့ဒီလူကဘာပြောတော့ဆိုမဟုတ်တာပြောစမ်းဆိုတော့ तू ပြောတယ်ကျွန်ုပ်တို့ဘယင်ကြီးသည်လူလိန်ကြီးဖြစ်ပါသည်လောကမှာအဆိုးဆုံးဖြစ်ပါသည်ဆိုတော့ तू လိန်တာလေးဒါမှန်ပြောတာမဟုတ်တော့ဘယင်ကတော်တော့တော်တော့မင်းမလိမ့်နဲ့တော့ဆိုသူပြောတဲ့စကားကအဲ့ဒါဘယင်က ပြောခိုင်းတာဘင်းကပြောခိုင်းတော့သူပြောတဲ့စကားကမူသားလေဘင်းကြီးကိုလူလိန်ကြီးလို့ပြောတာလူမူသားစကားပဲသူကမူသားစကားပြောပါဆိုတော့ဘင်းနဲ့ပတ်သက်ပြီးတော့ပြောတယ်ဆိုတာပုံမြင်ထဲမှာပါတယ်အေးအဲ့ဒါလိုပဲပါဏတိပါဒအမှုပဲဖြစ်ဖြစ်အရိဏာဒနာကာမိတုမိစ္ဆာသာရမူသားဝါရပဲဖြစ်ဖြစ် တချို့ကိစ္စမှာဆုရပြီးတော့တချို့ကိစ္စမှာအပြစ်ဒဏ်ခံနေရတာတွေလောကမှာမရှိဘူးလားဟုတ်ပါဘူးအဲ့တော့ရှိသည့်အတွက်ကြောင့်ဒီပြစ်မှုတွေကိုကျွလွန်တဲ့ပုဂ္ဂိုလ်တိုင်းစိတ်ဆင်းရဲမှုခံရတယ်ကိုယ်ဆင်းရဲမှုခံရတယ်ဆိုတဲ့တရားမှန်မမလားတဲ့ဒါမြတ်စွာဘုရားသူ့ကိုရှင်းပြဆိုလိုတာကခွဲခွဲပြပြဘယ်အရာပဲဖြစ်ဖြစ်ခွဲခွဲခြားခြားနားလည်ထားရမယ်မှန်ကန်ရမယ်နော် တတိချက်ပြောလို့မရတာကိုပြောလို့မရဘူးဧကဋိဋ္ဌပြောလို့ရတဲ့စကားရှိတယ်ဧကဋိဋ္ဌပြောလို့မရတဲ့စကားတွေရှိအဲ့ဒါလို့မြတ်စွာဘုရားကရှင်းပြီးတော့ပြောလိုက်တဲ့အခါကျတော့ပါတလိယတကြီးကမလျှောက်ဘူးရှင်ဘုရားရှင်းပြတာသဘောကျတယ်ဗျာတဲ့